မြန်မာရုပ်ရှင်လောကမှာပြစ်သက်အားပေးမှုတခဲနဲ့ရရှိထားတဲ့ဒါရိုက်တာဝိုင်းဟာရုပ်ရှင်လောကမှာအောင်မြင်မှုရထားသလိုအေးဂျန်တဲ့မိသားစုဘဝတစ်ခု အောင်မြင်မြင်နဲ့ထပ်မံဖန်တီးနိုင်မှုအတွက်ခြေလှမ်းစတင်လိုက်ပါပြီ။ဒါရိုက်တာဝိုင်းနဲ့မတ်ဤတင်စားရှင်တို့ရဲ့မင်္ဂလာပွဲကိုနိုင်ငံရေးနယ်ပယ်က NLD နာယကဦးတင်ဦး88မျိုးဆက်ကျောင်းသားကောင်းဆောင်ကိုမင်းကိုနိုင်နိုင်ကူညီမှုအသင်းဥက္ကဋ္ဌဦးကျော်သူတို့အပြင်အနုပညာလောကသားတွေလည်းအများပြားတက်ရောက်ခဲ့ကြပါဗျ။ ဝိုင်းနေဤချိုသည်ယနေ့ယခုအချိန်ကစပြီးတော့အင်းကျန်းပါရပြီးတော့သောကခင်ွေးတဲ့ဒီဝိကေဟာလေးဒီစောင့်နေပါလေကြောင်းနေကြောင်းနားလည်းမပြေဝစွာဘူးပြေဝစွာနဲ့ဘဝလက်တွဲပေါ်ပြေရိုးရေကြသည်ပေါင်းဖက်နိုင်ပါစေလို့ကြောင်းမြတ်တာပူပါလေကိုဝိုင်းကနိုင်ငံသားကောင်းတယောက်ပါနိုင်ငံအကျိုးတန်းကြီးကျိုးလေးထမ်းရရင်လည်းအမှုပညာမှာလည်းတကယ်ကုန်ပြီရှိတဲ့ဒါရိုက်တာတယောက်ဖြစ်ပါတယ် ိုဝိုင်းနဲ့ဇနီးမောင်နှံရတက်ပံကက်ရှင်ချမ်းနေကြပါစေနိုင်ငံကျိုးလည်းဆက်လက်တည်ထောင်နိုင်ပါစေဒါရီတော်ဝိုင်းရဲ့မင်္ဂလာပွဲမှာအကယ်ဒမီဖွေးဖွေးကမင်္ဂလာပန်းကျဲပေးခဲ့သလိုမင်္ဂလာအောင်စပယ်ပန်းကုန်းကင်ဆောင်သူအဖြစ်အကယ်ဒမီယွန်းယွန်းမင်္ဂလာလက်ဝယ်ရတနာဘန်းကင်ဆောင်သူအဖြစ်ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်ရွှေဤတုံတုံတို့ကပါဝင်ပေးခဲ့ပါတယ်။ဒရိုသားဒရိုသမီးအရန်ဖြစ်တော့ဇေယနဲ့ရွှေသမီးတို့ကပါဝင်ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။ ဒရိုက်တာဝိုင်းအတွက်ကိုချစ်တဲ့သူနဲ့အိုအောင်မင်းအောင်ပေါင်းရပြီးကလေးချောချောလေးတွေလည်းအများကြီးရပါစေလို့ဆုတောင်းပေးလိုက်သူကတော့ဝမ်မုံရွှေကြီးပါပထမဆုံးပြောချင်တာကတော့ကိုဝိုင်း happy birthday ပါလို့ပြီးတော့ကိုဝိုင်းချစ်တဲ့အမျိုးသမီးနဲ့တသက်လုံးအိုအောင်မင်းအောင်ပေါင်းရပါစေလို့ပြီးတော့စီးပွားလက်လာပါကြီးလည်းတိုးရပါစေ음ခလေးလည်းခလေးချော့ချော့လေးလည်းအများကြီးရပါစေလို့ဆုတောင်းပေးပါရှင်ဟုတ်